ချစ်တော်တတချေဓမ္မမိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တင်မှာတင်တို့အားလုံးစိတ်သက်ကိုယ်သက်ဝမ်းမြောက်ခြင်းသက်နဲ့ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့ကျွန်တော်အားလုံးနေ့ရက်စဉ်တိုင်းမှာပျော်ရွှင်နိုင်ကြပါစေချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှာလည်းပဲချစ်တဲ့မိတ်ဆွေကိုပေးသွားခြင်းတဲ့သတင်းစကားကတော့ဘုရားနှစ်သက်မြတ်နိုးခံအပ်တော်သူနော်ဘုရားသခင်နှစ်သက်မြတ်နိုးခံအပ်တော်သူတွေကဘယ်လိုမျိုးလူတွေလဲဘယ်လိုမျိုးအမျိုးအစားနဲ့အသက်ရှင်စေခြင်းလဲဆိုတာကိုဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ဆင်ခြင်ကြရအောင် နောက်ဒီနေ့နှုတ်ကပတ်တော်ကိုတော့ကျွန်တော်ဘယ်မှာရွေးထည်ထားလဲဆိုတော့အာသုတ္တကျမ်းခန်းကြီး19ပိုင်းငယ်19မှာတို့ရှင်စင်ရဲသားကိုတနာတော်သူသည်ထာဝရဖျားအားချေငါတော်သူဖြစ်၍သူပြုတ်သောအမှုရဲ့အကျိုးကိုစပ်ပေးတော်မူလိမ့်မည်တဲ့နော်စင်ရဲသားကိုတနာတော်သူသည်တဲ့နော်မတမချမ်းစာကဘာပြောလဲဆိုတော့စင်ရဲတဲ့သူကိုတနာတဲ့သူဒုက္ခရောက်နေတဲ့သူကိုတနာတဲ့သူဒုက္ခရောက်နေတဲ့သူပေါ်မှာတို့ရှင်ကူညီခြင်းနဲ့စိတ်ရှိတဲ့သူ အဲ့ဒီသူတွေကဘုရားသခင်အားချီးမားတော်သူဖြစ်တယ်တဲ့နော်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့သူပြုတ်တော်အမှုဤအချိုးကိုစပ်ပေးတော်မူလိမ့်မယ်ဆိုပြီးတော့တမချန်းသာကဖော်ပြထားတယ်နော်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်အာကဘာကြီးကိုကြည့်လိုက်တဲ့ခါမှာလူတိုင်းဒီကဘာကြီးကိုကြည့်လိုက်တဲ့ခါမှာနေတိုင်းဟောကျွန်တော် YouTube မှာကြည့်လိုက်တဲ့ခါမှာဒုက္ခရောက်တဲ့သူတွေကဒုနဲ့တင်းရှိနေတယ်နော်အာဒီမြန်မာပြည်28ရက်နေ့ပြီးခဲ့တဲ့လ28ရက်နေ့မှာငရင်းလှုပ်တယ်လို့ပဲ အာဒီလတဲ့မှာလည်းပဲဒီတူရကီဘက်မှာဆိုရှင်ငရရင်ကြီးကျယ်လှုပ်လျှောက်လှုပ်သွားတယ်လူပေါင်းများများစွာတည်ကြည်တယ်အိုအိမ်နေများစွာပျက်စီးသွားကြတယ်နော်တချို့ကလည်းပဲဒါတဘာဝဘေးကြောင့်တချို့ကလည်းပဲဒီငရရင်ဘေးကြောင့်ဒုက္ခရောက်တယ်တချို့ကလည်းပဲတဘာဝမီးဘေးကြောင့်ဒုက္ခရောက်ကြတယ်တချို့ကလည်းပဲတဘာဝအာဒီမိုးတွေဝသားကြောင့်နော်ဒီရေတွေကြီးရေကြီးရေရှမ်းတွေဖြစ်ပြီးတော့ဒုက္ခတွေရောက်နေကြတယ်နော်အာတချို့တလည်းပဲစစ်ဘေးတွေကြောင့်နော်ဒီအမျိုးမျိုးဒုက္ခရောက်နေကြတယ်တဲ့ဒီချင်းရတွေကိုကြည့်လိုက်တဲ့အခါမှာ ကဘာကြီးကိုကြည့်လိုက်တဲ့အခါမှာအသွင်မတူတဲ့ဒုက္ခတွေလူတွေကရင်စီးပြီးတော့ခံစားနေကြရတယ်။နော်။ရင်စီးပြီးခံစားနေကြရတယ်။အဲ့ဒီချိန်တောင်းတဲ့မှာဆိုရှင်ယနေ့ဖရာသခင်ကဆိုရှင်နော်ကျွန်တော်ကိုကွယ်ကာပေးတယ်၊စောက်ရှောက်ပေးတယ်၊မဆရတယ်၊ကူညီတယ်။အဲဒီနေ့ဖေးမခြင်းကိုဖရာသခင်ရဲ့ကူညီမဆခြင်းကိုခံစားရတဲ့အခါမှာအဲ့ဒီတော့ကျွန်တော်အားလုံးကနေ့စဉ်တိုင်းရှင်လန်းပြီးတော့ဝမ်းမြောက်ပြီးတော့ဖရာကုံတော်ကိုအားရပါရချီးမွမ်းကြရမယ်။နော်။အားရပါရချီးမွမ်းကြရမယ်။အကယ်၍သာတဲ့ဒုက္ခရောက်သွားတဲ့အခါမှာဒီနေ့ကတော့အတွင်းမှာဒုက္ခရောက်သွားနိုင်တယ်။ ။အဲကျွန်တော်ငလင်ကိုကြည့်လိုက်တဲ့ခါမှာလည်းပဲမိနစ်ပိုင်းပါပဲ။စက္ကန့်ပိုင်းပါပဲ။ဟုတ်တယ်မလား။စက္ကန့်ပိုင်းလေးနဲ့ကျွန်တော်ဘဝကိုတစ်ခုလုံးကိုရချိုးပစ်နိုင်တယ်နော်။အာကျွန်တော်ဒီအာဒီမန်လေးတော့ရောက်သွားတဲ့ခါမှာဆိုရှင်တချို့ကပဲလေဆိုတော့ဘာမှမကြဘူးနော်။တချို့ကထွက်ပြေးဖို့အချိန်တောင်မရလိုက်ဘူး။နော်ထွက်ပြေးဖို့အချိန်တောင်မရလိုက်ဘူး။ချက်ချင်းတစ်ခါတည်းလှုပ်တာနဲ့ပဲအကုန်လုံးကအိမ်ကဝုန်းဆိုပြီးတော့ပြိုသွားတယ်။နော်ပြိုသွားတဲ့အဲမှာအဲ့ဒီခါမှာမုန်းကျက်ပြီးတော့သူရုံးထွက်နိုင်ခဲ့တယ်။နော်အဲ့ဒီအเจ้าရည်နေပတ်သက်ပြီးတော့သူတို့ ်တက်သိခံတဲ့ခါကျတော့အာတကယ်ပဲအသက်ထက်ထက်နေရင်တဘိုးဘိုးပဲเนาะတို့လည်းပဲကြောက်လန့်နေတယ်เนาะဒီလိုမျိုးအဖြစ်ပြက်မျိုးကိုတို့ကြုံကြိုက်လိုက်ရတဲ့အခါအလုံးမပင်ထိတ်လန့်ပေါ်ရဖြစ်တယ်เนาะဘလို့မှဆိုချင်ယုံဖို့ပြေးဖို့မိမိမှာခွန်အားရှိတယ်မိမိမှာအပြေးတန်တယ်မိမိမှာဆိုချင်ကာခွင့်နိုင်တယ်သဘောထားမျိုးရှိတော်ညာလည်းပဲအဲ့ဒီချိန်မှာမိမိကအယုတ်သေးချိုးပြပဲဘာမှ လှုပ်ရှားလို့မရဘူးเนาะရုပ်သေးချိုးပြရုပ်သေးကိုရုပ်သေးရုပ်ကိုချိုးဖြတ်ချလိုက်ချက်ချင်းပြပြုတ်ကျသွားသလိုပဲအာတို့တခါတဲ့အဲ့ဒီတိုက်အောက်တွေမှာပြီးသွားကြတယ်เนาะအဲ့ဒီလိုမျိုးခြင်တွေမျိုးဖြစ်သွားတယ်ဒါဒီနေ့အဲ့လိုမျိုးအခက်ခဲတွေအကျတဲနေနဲ့ရင်ဆိုင်နေရတဲ့လူတွေများစွာရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ရှင်ဒီထဲမှာမပါဝင်သေးဘူးလောကန်တရားကြီးကတော့ကျွန်တော်နေတိုင်းကတော့ကျွန်တော်ခံစားမှာတော့အမျိုးမျိုးအသွင်ပြတူတဲ့ဒုက္ခတွေတော့ရှိမှာပဲတို့ပေမဲ့ဒီအချင်းရတွေကြားတဲ့ကမှာဘုရားသခင်ကျွန်တော်ကိုမဆားတဲ့ ကောင်းချီးတွေကိုခံစားရတဲ့အခါမှာအဲ့ဒီတွေ့ဝမ်းမြောက်ပျော်ရွှင်စွာနဲ့ယနေ့ဘုရားကောင်းချီးအတွက်ကျွန်တော်ပြန်လဲပြီးတော့ဝင်ငှကြမယ်တက်တည်ခံကြမယ်ပြန်လဲပြီးတော့သူတို့ဘာကိုဟိုဒီ share ရမှာဖြစ်တယ်ဒါဘုရားသခင်ကဘာလို့စင်ရသားတို့ကိုတနာတော်သူကြီးထောင်ရဘုရားအချင်းကားတော်သူဖြစ်တယ်တော့စင်ရသားကိုတနာတယ်ဒုက္ခရောက်တဲ့လူကိုငဲ့ညာတတ်တယ်တနာတတ်တယ်စာနာတတ်တယ်အဲ့ဒီစိတ်နေသဘောထားတွေကဆိုရှင်ဘုရားသခင်ကတကယ်ပဲနှစ်သက်မြတ်လို့မှုတဲ့စိတ်နေသဘောထားဖြစ်တယ်တဲ့နော် ဒါဟေရှာနာနာဂရိကျန်ခန်းကြီး58ပိုင်းငယ်30ကိုကြည့်တဲ့အခါမှာမောသိတော်သူနဲ့ဆင်းရဲခံရတော်သူကိုတနာတော်စိတ်နဲ့ချမ်းသာပေးလျင်မရှင်းလင်းသောအရာမှာတင်ဤအလင်းသည်ပေါ်ထွန်း၍တင်ဤမောင်မိုက်သည်မွန်းတက်အလင်းကဲ့သို့ဖြစ်နေပြီ။ဟာဒီချမ်းချက်ကို ဖားလိုက်တဲ့အခါမှာတကယ်ကောင်းမြတ်တဲ့အရာကိုတွေ့ရတယ်နော်။ကောင်းမြတ်တဲ့အရာကိုတွေ့ရတယ်။ကျွန်တော်တို့လုံလိုက်ခြင်းတမားကိုကုညီလိုက်ခြင်းတမားကို ဖေးမလိုက်ခြင်းတမားကို ဆောင်းမလိုက်ခြင်းတမားကို အဒီချင်းငားလိုက်ချင်းဒီချင်းရည်ပြုတ်လိုက်တဲ့ຢာတွေအားလုံးကကျွန်တော်တို့ကိုယ်တိုင်းတစ်ခါလေဘာမှတော့မထင်ရတော့ညလည်းပဲဒီမှာဒီချမ်းချက်ကိုဖားလိုက်တဲ့ကောင်မမွတ်သိတော်သူနဲ့စင်းရဲခံရတော်သူကိုတနာတော်စိတ်နဲ့ချမ်းသာပေးလျင်တဲ့နော်ကျွန်တော်ကိုယ်တိုင်းကအဲ့ဒီချိန်မှာဒီချိန်မှာကျွန်တော်ပြည်သူပြည်သားတွေကြည့်လိုက်တဲ့ကောင်မအားလုံးကတနာကြတယ်နော်ဒါကြောင့်ပဲကျွန်တော်ကလည်းကိုယ်အိမ်မှာတချို့ကမနေနိုင်တော့ဘူး တချို့ကလည်းပဲအဖွဲစည်းလေးတွေလောက်ပြီးတော့ဒီမှာရက်ွက်တွေထဲမှာလိုက်ပြီးတော့လမ်းတွေမှာသွားရောက်ပြီးတော့တခါလည်းငလင်ဘေးအတွက်ဆိုပြီးတော့ဗာလေအလူကံဘုံလေးနေနဲ့လူငယ်တွေရောလူကြီးတွေရောတခါတဲ့အလူကံဘုံလေးနေနဲ့အဖွဲစည်းလေးတွေလောက်ပြီးတော့တခါတဲ့အလူခံကြတယ်ရတဲ့အရာလေးနဲ့သူတို့ဗာမလဲပြန်လဲပေါင်းစည်းပြီးတော့ပြန်လဲပြီးတော့တခါတဲ့ဘလောက်ကူညီနိုင်မလဲဆိုတာကိုဝေခွဲကြပြီးတော့ကာကြီးကားငယ်နဲ့တခါပစ္စည်းကိုတင်းပြီးတော့ဗာလို့ကြတယ်သွားပြီးတော့လှူဒန်းကြတယ်เนาะလှူဒန်းကြတယ်ဒီမှာဘာပြောလဲဆိုတော့မောသိတော်သူနဲ့စင်ရဲတော်သူတို့ကိုတဏှာတော်စိတ်နဲ့ ချမ်းသာပေးလျင်တဲ့နော်မရှင်းလင်းသောအရာမှာသင်ဤအလင်းသည်ပေါ်ထွန်း၍နော်ကိုလောက်ခဲ့တဲ့အရာတွေကဆိုရှင်ဘာဖြစ်သွားမလဲဆိုတော့အလင်းကဲ့သို့ပေါ်ထွန်းလာပြီတော့တဲ့သင်ဤမောင်မိုက်သည်မွန်းတဲ့အလင်းကဲ့သို့ဖြစ်လိမ့်မယ်ဆိုပြီးတော့ဖော်ပြထားတာတွေ့ရတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့လောက်လိုက်တဲ့အရာလေးတွေကျွန်တော်ကိုညင်လိုက်တဲ့အရာလေးတွေသူတော်ဘာပေါ်မှာဖေးမလိုက်တဲ့အရာလေးတွေသူတော်ဘာပေါ်မှာခက်ခဲနေတဲ့ချိန်မှာအားပေးလိုက်တဲ့အရာလေးတွေသူတော်ဘာဝမ်းနေနေတဲ့ချိန်မှာ နှစ်သိမ့်လိုက်တဲ့ຢာလေးတွေသူတို့ဘာလို့ရှင်စိတ်ပြတ်နေတဲ့ခါမှာသူတို့အားငယ်စိတ်ပြတ်နေတဲ့ခါမှာလို့ရှင်သူတို့စိတ်ကိုကောင်းမွန်စွာပြန်လှည့်ပြီးတော့ဒီအားပေးခြင်းအပြင်နလန်ထူလောက်အောင်လှုပ်ပေးလိုက်တဲ့ຢာလေးတွေကတနေ့ကျတော့ဘာပြောတာလဲမွန်တဲ့အလင်းကဲ့သို့တဲ့ဟာထိန်ထိန်လင်းပြီးတော့တောက်ပနေနေမိတဲ့ဒါကြောင့်ကိုလှုပ်ခဲ့တဲ့ຢာလေးတွေကတော့ရှင်တန်ပြန်သူတို့ကိုရောင်ပြန်ဟတ်စေပြီးတော့ဒီနေ့ကျရင်ကျွန်တော်ကဆိုရှင်အဲ့ဒီအတွက်ဝမ်းမြောက်ခြင်းခံစားရမယ်ပျော်ရွှင်ခြင်းခံစားရမယ်အမြဲတမ်းပဲကျွန်တော်စိတ်နှလုံးသားရဆိုရှင်ချမ်းမြေ့ခြင်းခံစားရမယ် သူတစ်ပါးကိုကူညီလိုက်ခြင်းအပြင်သူတစ်ပါးကိုဖေးမလိုက်ခြင်းအပြင်သူတစ်ပါးကိုကျွန်တော်ကတို့ရှင်နှိမ့်သိမ့်လိုက်ခြင်းအပြင်သူတစ်ပါးကိုအားပေးလိုက်ခြင်းအပြင်သူတစ်ပါးကိုဆူတောင်းပေးလိုက်ခြင်းအပြင်ကျွန်တော်ဘုံမှာတံပြန်ခံစားရပါလေစိတ်ဤပျော်ရွှင်ခြင်းကိုဤဝမ်းမြောက်ခြင်းဖြစ်တယ်เนาะအဲ့ဒါကိုကျွန်တော်ခံစားရပြီးတော့ကျွန်တော်ကပီတိစားပြီးတော့ကျွန်တော်အားရှိနေတာဖြစ်တယ်เนาะဒီတို့ကြောင့်ဒီနေ့ကျွန်တော်ပါတို့ရှင်ဖခင်နှစ်သက်မျက်နှာခံအပ်တော်သူဖြစ်ဖို့ရန်အတွက်ဒီနေ့လောက်ရမယ့်အချက်ကတော့ ောက်တန်ကြခိုင်းဆက်ကိုပိုင်ငယ်ဆက်ခွန်နဲ့မှာဖော်ပြထားတဲ့ဒီနှုတ်ကပတော်တိုင်းပဲစင်ရသားကိုသနာတော်သူသည်ထာဝရဘုရားအားချင်းငါတော်သူဖြစ်၍သူပြုတ်တော်အမှုရဲ့အကျိုးကိုစပေးတော်မူလိမ့်မယ်ဟေရှာနာဂရိကြခိုင်း58ပိုင်ငယ်30မှာမောသိတော်သူနှင့်စင်ရခံရတော်သူကိုတနာတော်စိတ်နှင့်ချမ်းသာပေးလျင်မရှင်းလင်းသောအရာမှသင်၏အလင်းသည်ပေါ်ထွန်း၍သင်၏မောင်မိုက်သည်မောတက်အလင်းကဲ့သို့ဖြစ်လိမ့်မည်ဆိုရက် ဖရာသခင်ရဲ့ဂတိတော်နှုတ်ကပတ်တော်ကိုကျွန်တော်ခံယူခြင်းအပြင်ယနေ့ဖရာရဲ့သားသမီးများချစ်တဲ့မိတ်ဆွေတင်နဲ့ကျွန်တော်တို့ဟာဖရာသခင်နှစ်သက်မြတ်နိုးခံအပ်တဲ့သူဖြစ်ဖို့ရန်အတွက်ယနေ့ကျွန်တော်လှုပ်ဆောင်ရမယ့်အရာဆက်ပြီးတော့ကျွန်တော်ကိုစိတ်ပါကိုပါအမြဲတမ်းပဲလှုပ်ဆောင်ပြီးတော့တကယ်ပဲသူတို့ဘာအတွက်ကောင်းချိုးပြုနိုင်တဲ့ဖရာရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်းချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပါဖရာကောင်းချီးချပေးပါစေ